တက်သေးတွေကို6လလောက်မြေမြုပ်ထားလိုက်ရင်ဘာဖြစ်သွားနိုင်လဲ။အာဖဂန်နစ္စတန်ရဲ့ street market တွေမှာဆိုရင်ဒီလိုမျိုးမြေကြီးကဲတွေရောင်းချနေတာကိုတင်တွေ့ရပါလိမ့်မယ်။တကယ်တော့ဂျာရီယာဆိုရင်မြေကြီးကြီးတက်တက်မဟုတ်ပါဘူး။အထက်မှာအခုလိုမျိုးလက်ဆက်လာတဲ့ဇပြစ်သေးတွေရှိလို့နေပါတယ်။ဒါဆိုရင်စဉ်းစားစရာကောင်းတာကဘာဖြစ်လို့ဒီလိုလုပ်ရတာလဲဆိုတာပါပဲ။စပြည့်တွေကိုစွတ်တဲ့ရာဒီကိုရောက်ပြီးဆိုတာနဲ့အခုလိုမျိုးခုပြီးကာစားစပြည့်တွေကို မြေကြီးနဲ့ကောက်ယူယောဂပြုလုပ်ထားတဲ့ခွက်တဲထက်ပြီးအခုလိုမျိုးရှုံနဲ့ပိတ်ချလိုက်ပါတယ်။ပြီးရင်တော့မြေကြီးထဲမှာကျဉ်တူပြီးတော့မှမြုပ်ထားလိုက်ပါတယ်။ဒါဆိုရင်မြေကြီးရဲ့သဘာဝချက်အရတာကစပြည့်သေးတွေကိုပို့ပြီးတော့မှအရေရွှမ်းကချုံမိန်စီရဲလို့ဆိုပါတယ်။နောက်ကျန်အောင်းဆရာကောင်းတဲ့တစ်ချက်ကတော့ဒီလိုမျိုးထားလိုက်ခြင်းကဆိုရင် အသီးတွေကို6လလောက်ကြာအောင်မပုတ်သိုးစေပါဘူးတဲ့။စပြည့်သေးတွေမကဘဲနဲ့တခြားသောဘယ်အသီးမဆို့ အခုလိုမျိုးမြေကြီးတဲ့ချက်မြုပ်ထားရင်အရသာကပိုကောင်းစီပြီးတော့မှ6လလောက်အထားခံပါရယ်။ဒါဆိုရင်ရေခဲတစ်တာတွေမပေါ်ခင်တုန်းကအတော်လေးနမဲကြီးခဲ့တဲ့နီလန်လေးဖြစ်ပါရယ်။တင်ရောဒီနီလန်ကိုဆန်းလောက်ကြည့်ခဲ့ဘူးပါသလား။